အလုံးချုံကုန်ပြီးတော့မြတ်စွာဘုရားကနှိုင်းရှင်ပြီးတော့တစ်ခုစီတစ်ခုစီခေါ်သွားလိုက်တာကောင်းပြီစိတ်ဓာတ်ပြောညာတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးသတ်ကဘာဖြစ်လဲစိတ်ဓာတ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်ရဲ့အဆုံးသတ်ကဘာဖြစ်လဲဆိုဆုံးသတ်ခြင်းမတူဘူးဒီစိတ်ဓာတ်ပြောညာတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူလို့ဆိုရင်တံဝေပတ္တတိမာရောဝါတော်ရုခံဝဒုက္ကလံမြစ်ကဘာမှာပေါက်တဲ့သစ်ပင် ရေတိုက်စားလို့အမြစ်တွေကလည်းပေါ်နေပြီရေကဘာမှာရေကလည်းတိုက်စားတယ်ကဘာကလည်းပြိုးနေတယ်လေလေးမတို့လိုက်နဲ့ဝုံးဆိုပြိုကြသွားမှာပဲလေစိတ်သက်ပြောညံ့တဲ့ပုဂ္ဂိုလ်တောင်းကလောကရမုန်တိုင်းလေးနည်းနည်းလေးနဲ့မတို့လိုက်နဲ့ပြိုလဲသွားမှာပဲဟောစိတ်သက်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာအားမရှိတဲ့တစ်ပင်တစ်ပင်ဟာလေလေးတို့လိုက်တာလည်းပဲလဲကျသွားသလိုအမြင့်ထောင်ပြီးတော့လဲသွားသလိုပျက်စီးခြင်းနဲ့ပဲ ကြုံရမယ်လို့မြတ်စွာဘုရားစိတ်ဓာတ်ပြောင်းညံ့တဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတခုဖော်ပြပြီးတော့ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုအခြေအနေရှိတုံးဆိုရင်နော်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ကြတော့ပါတော့တံဝေနပတဲ့တိမာရောစัจจမတိကဘယ်လိုမှမလွှမ်းမိုးနိုင်ဘူးတဲ့ဝါတော်တေလံဝပပတံပမန်တိုက်တဲ့လေလေးဟာ ချောက်တောင်ကြီးကိုရွေချားဖို့မပြောနဲ့လှုပ်တော့မလှုပ်နိုင်ဘူးလှုပ်အောင်မလှုပ်နိုင်ဘူးအမတန်ပြင်းထန်တဲ့မုန်တိုင်းကြီးတွေဟာလည်းပဲချောက်တောင်လေးကိုရွေချားဖို့မပြောနဲ့လှုပ်တော့လှုပ်အောင်မလှုပ်နိုင်ဘူးချောက်တောင်ကြီးကဲသူကြမ်းခိုင်ပြီးတော့အရာရာမှအောင်မြင်မှုတရဖူဆောင်းနိုင်တယ်လို့ဟောရီဒေသနာတော်ဟာဒီလိုဆုံးမလို့ရင်ဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဋ္ဌာန်ပေါင်းတို့စိတ်ဓာတ်ပြောင်းညံ့သူနဲ့စိတ်ဓာတ်ကြန့်ခိုင်သူဆိုတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့အခြေအနေတွေကိုလေ့လာမှတ်သားပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းစိတ်ထကြံ့ခိုင်မှုဖြစ်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းကိုယ်ဘဝကိုညှင့်တယ်နိုင်အောင်ကြင့်ကြံကြိုးကုပ်အထောက်တော်မူနိုင်ကြပါစေကုန်သတည်း